အားလုံးပဲမင်္ဂလာပါရှင်။ဆရာပါရကူရဲ့ပကံခရီးတဲ့စာအုပ်ထဲကပကံဖျားပထိုးစီဒီများအကြောင်းကိုဆက်လက်ဖတ်ပြပေးသွားပါမယ်နော်။ဝေလူဝတီဤကာမှုတော်စံခံများ၌ပရိသတေတည်နေခြင်းကို လေးမျိုးလေးစာဖော်ပြထားသည်။ပထမအမျိုးအစားမှာအန်တဆဖြစ်သည်။ဥ၌ပတိတတိတည်နေပြီးမွေးဖွားခြင်းဖြစ်သည်ဒုတိယအမျိုးအစားကဇလာပုဇဖြစ်သည် အမိဝန်၌ကာလရည်ကြီးတည်၍မွေးဖွားလာခြင်းဖြစ်သည်တတိယအမျိုးအစားမှာ တစ်ပင်အပွင့်အတိစသည်တို့ဤအညီမှာဖြစ်ပေါ်လာသောတန်တေတစအမျိုးအစားဖြစ်သည်စတုထအမျိုးအစားဖြစ်သောဩပါပါတိကမမူနတ်တို့ကဲ့သို့ဘွားခက်နှင့် ကိုထင်ရှားဖြစ်ပေါ်လာသောအမျိုးအစားဖြစ်သည် ်ဂျင်းလေးမျိုးလေးစားအနက်အန်တဆာနှင့်ဇလာပူဇာအမျိုးအစားနှစ်ခုမှမူမြင်နေကြတွေ့နေကြဖြစ်၍အစမ်းမဟုတ်ပေကျန်အမျိုးအစားနှစ်ခုကမိမိမျက်စိနှင့်ကိုယ်တိုင်ကိုယ်ကြားမတွေ့ရပဲတဆင့်စကားတဆင့်ကြားအရာ၎င်းစာတွေ့အရာ၎င်းတိရသောအမျိုးအစားများဖြစ်သည်ပကံရဇဝင်၌တန်တေတဆအမျိုးအစားနှင့်ဖွားတည်ဟုသမုတ်ထားသောမိဖုရားတပါပေါ်ပေါက်လာခဲ့မှုသည် မင်းရှင်နရသိန်ခါနဲ့နရပတိစီသူမိတော်နောင်တော်တို့လက်ထက်ကဖြစ်သည်မြင်ဆိုင်ဝဲဝံအရန်၌ပြော့လူမျိုးတို့သည် တော်အဒရင်သို့ သွားကြရာဝေယုံတော်ထဲကတန်တီတစမွေးဖွာလာသောမင်းကလေးတယောက်ကို တွေ့ကြသည်ဝေယုံတော်ရဲကရလာတော့ကြောင့်နောင်တော်အခမင်းကလေးဤအမိကို ဝေလူဝတီဟု ခေါ်ကြသည် ဗုဒ္ဓလက်ထက်တော်ကနောက်ပိုင်းတွင်ဘိက္ခုနီထေရီ ဖြစ်လာသောအလတွင်တူဖက်ကင်းသည့်ဝေတာလီပြည်သူပြည်တစာမအမ္ပပါဠိဤဇလံအစမှလည်းဤနည်းနှင့်နှင့်ပင်ဖြစ်သည်ဝိလူဝတီကိုဝါပင်ကအရာပြီး အမ္ပပါဠိကိုတရက်ပင်ရင်၌တွေ့ရခြင်းလောက်သာကွဲပြားမှုရှိသည် အမ်ပါပါတီကိုမူတန်တေတဇဖားဟုမဆိုကြပေတရက်ပင်ရင်းကကောက်ရသည်ဟူ၍သာပြောကြသည်အကယ်၍ဝေလူဝတီသည်ဝယုံတော်တဲ့ခရသည်မိန်ကလေးဖြစ်ယူမှန်လင်အမ်ပါပါတီကဲ့သို့မွေကင်းစကလေးငယ်ကိုတယောက်ယောက်ကဝယုံတော်တဲ့လာပစ်ထားခြင်းမဖြစ်နိုင်ဘူးလော့ ်မိတို့ပင်ဖြစ်စေတရက်ပင်ရင်ခရသောအံပပါလီနှင့်ဝယုံတော်တဲ့ခရသောဝေလူဝတီတို့သည်ရုပ်ရည်တွင်ပင်စံအင်လက္ခဏာ၌အလားချင်းတူညီမှုရှိကြတော်လဲဘဝဇာကြောင့်ကမူတဦးနှင့်တဦးမတူညီကြပေ တဦးကဘယင်းမိဖုရားဖြစ်ရပြီးကြံတဦးကမူဘယင်းချစ်သူတာဖြစ်ရပြီးဘယင်းမိဖုရားမဖြစ်လိုက်ရပေပြည့်တစာမဘဝဤဏီကုန်း၌တရားအမြင်ရသောဖရာသမီးတို့ ဘိက္ခုနီထေရီဖြစ်သွားသည်ဝိလူဝတီအရွယ်ရောက်လာသောအခါတောပန်းအလားတပွင့်ဖြစ်လာသည်ဖြစ်၍ထိုအချိန်ကပကံပြည်တွင်စူးမှုအုပ်ချုပ်နေသောဘယင်းမင်းရင်နရတိန်ခါအားဆက်လိုက်လေသည်တို့ရတွင်ဝေလူဝတီဤအလားတွင် အမဲဆက်ကလေးတစ်ဆက်ထင်နေသည် အရှိကောင်းသောစိန်တုံးနီလာတုံးဖြစ်နေတော်လဲအနာလေးတကွက်ပါနေသည် ဝေလူဝရီသည် အချားပါမြအပြစ်ဆိုစရာမရှိတော်လဲသူဤနရွက်ကသူဤအလှကိုဖျက်နေသည်ဝါဤတမီမျိုးဝေလူဝတီသည်ဝါကိုဖြတ်သော အမျက်ကြောင့်အလှပြက်နေသည်မင်းရဲ့နရသိန်ခါသည် အရှိကောင်းသောစိန်တုံးနီလာတုံးကို မဆိုးစလောက်ပါနေသည့်အနာလေးတက်ွက်ကြောင့်ဆွပြစ်လိုက်သည် ဝါဤသမီးမျိုးဝေလူဝတီကို ဝေလူတွင်ပါသောအမျက်ကြောင့်လက်လွတ်လိုက်သည်မိမိအားဆန္ဒလာသောဝေလူဝတီကိုညင်းပယ်လျက်သူဤတော်နရပတိစီသူအားပေးပြလိုက်လေသည်ကြွယ်သောနွားနို့အိုးကို ရွှေစည်းခုံလှူလိုက်လေသည် နရပတိစီသူဤမေတော်ကြီးသည် အလားစင်တတ်သူ အလားဖန်တီးတတ်သူဖြစ်သည် သူချွေမတော်ဤပုံပြတ်နေသောနရွက်ကို ကြည်ကောင်းအောင် ပုံမှန်အနေအထားဖြစ်လာအောင်ပြုပြင်ပေးလိုက်လေသည် ထိုများတာမကထီးမူနဟန်နှင့်တွေပြောင်းနှဲ့နှောင်းသောဟံပံမူရာများကိုလည်းတင်ပေးသည်ထိုအခါဝေလူဝတီသည် ပြောစရာတကွက်မြမရှိတော့ပဲချီနှန်းနှွယ်ဖွာတကယ့်သမီးတော်အလရတနာတပါဖြစ်လာလေသည် တနေ့တနိုင်မင်းရင်နရတိန်ခါတိဝေလူဝတီကို တွင်းမြင်ရသည်ဖြစ်၍ဝေလူဝတီဤ၆ပြည့်ကင်းသဲလဲစဉ်အလကိုစုံမက်မျက်နိုးသွားပြီးလင်လူတိငါကြီးသွားလေသည်ထို့သောဘယင်တို့မိသည်မှာမိမိလိုရာကို မရမနေကြံတတ်သည်ခေမတော်ကိုတိမ်ပိုက်လိုသည်နှင့် တိမ့်ပိုက်လိုသည်ဖြစ်၍ညီတော်အားတပုံတကံကိုနှိမ်နင်းရန်ဟူသောမမှန်သည့်အကြောင်းပြချက်ဖြင့်ငဆောင်ချမ်းသို့ဆေလွတ်လိုက်လေသည်စင်ကြံကြံနေသူဖြစ်၍ဘယင်သည်ညီတော်မရှိခိုင်ခေမတော်ကိုတင်ပိုက်လိုက်လေသည်နရပတိစီသူသည်နောင်တော်ကစီခိုင်း၍တွားရတော်လဲနောက်ဆန်တင်းတင်းနှင့်တွားရခြင်းဖြစ်သည် သူကျင်ရမိဖရာဝေလူဝတီကိုသူနောင်တော်သိမ့်ပိုက်လိုက်ပြီးဆိုသည့်တည်င်းရရှိသောအခါနရပတိစီသူသည်တပည့်တပည့်အောင်စွာငယ်ကိုစီလွတ်၍မင်းရင်နရသိန်ခါကိုလှုပ်ကြံစီသည်မင်းရင်နရသိန်ခါလွန်သောနရပတိစီသူသည် သူဤချစ်သူဟာဝေလူဝတီနှင့် တွဲ၍နန်းသိန်ပွဲခံလီသည် ပကံခยีတဲ့သည် ဝေလူဝရီမိဖယကိုးွယ်တီထားသည် ဆိုသောဇီဒီကိုတွေ့လို့တွေ့ညာဝေလူဝတီကောင်းမှုတော်အရှာထွက်ခဲ့လေသည်ညာဦးမျိုးအရှိမြောက်ဖက်ရောက်သွားသောအခါကုံမြင့်ကလေးများပေါ်တွင်ဇီဒီပထိုးပြက်များကိုခိုနေရသစုဒီနေရာသစုတွေ့ရသည် အောက်ခြေတောင်ဆောင်တွင်က သူတော်မြတ်များမွေလျော်ရာတောင်းတင်ခမ်းများရှိနေကြသည် ပဝင်းကျင်တစ်ခုလုံးငိန်သက်အေးချမ်းနေသည့်ဖြစ်၍တည်တင်းသီလဆောင်ရန်တရားဘာဝနာပွားများအားထုတ်ရန်အထူးသင့်လျော်သောနေရာဌာနများဖြစ်နေကြသည်ချောင်းငယ်လေးတစ်ခုပေါ်တွင်ထိုးထားသောတရားပေါ်မှဖြတ်ကူးသွားသောအခါဘုံကြီးချောင်းဝင်းတစ်ခုတည်းကတကြမှုနှင့်ဘူဖရာတို့ရောက်သွားသည် ဖျားပေးတွင် ပေါင်းနေကြတော့ထဏောင်းပင်ကြီးများကဖျားကိုဥခိုက်နေကြသည်ဖျားပဝင်းကျင်၌လည်းမြက်ပင်များအလေးကျပန်းပင်များပေါင်းနေကြသည်ဖျားဤပုံစံပနတ်မှာလေးတောင်ဆက်ဆက်ဖြစ်သည်မုတ်ဝါလေးမျက်နှာရှိပြီးအာယုန်ခံမုတ်ကိုအနောက်ဖက်လှည့်ထားသည် ခူတိုက်ခံကလားကျောင်းအပေါ်၌ပစ္စယ၃ဆင့်ရှိပြီးပစ္စယအထက်၌ကွမ်းတောင်နှင့်ဟိန္ဒူဖျားကျောင်းဤအထွတ်ဆန်ဆန်ဇေဒီအထွတ်တင်ထားသည်တကားမုတ်အဝင်ရှိစုလစ်ပန်းတိုင်ဖုန်ပန်းပလဲကုန်ဘလူးပန်းဆွဲစသောပန်းတမော့ကြောက်စစ်လက်ရာများသည့်အလွန်တရာအမှုပညာမြောက်လာသည်အဒရင်းနယံများပေါ်တွင်စိတ်ပါဝင်စားဖွယ်ပကြီအမှုပညာလက်ရာများအများအပြားရှိသည် နကြိရှိစုဖေယ950ဇလန်ဇက်ကွက်များအာတောကအမင်းတရားကြီးတိန်ကိုကျွန်းတိန်ကိုကျွန်းတို့တာသနာပြုဆေလွတ်ပုံများနှင့်ပတ်သက်သောပကြီများမှာကပီးစာနှင့်တကွရှိနေကြသည်အခြားပကံဖျားများတွင် တွေ့ရခဲ့သောအတောကမင်းတရားကြီးဒက္ခိနာတာခမဟာဗောဓိလက်ရာတောင်ကိုင်းတိဟိုကျွန်းတို့ပို့ပုံပကြီးပုံများမှာထူးခြားလာပေသည် ထိုပကြီးပုံမျိုးကိုအိန္ဒိယနိုင်ငံစန်ချီစီတီတော်၌ကျောင်းဆင်းလက်ရာရုပ်လုံးရုပ်ကြွားဖြင့်တရုပ်ဖော်ထားသည်တကြမှုနိဖရာဤအနောက်မြောက်ဖက်သွားသောအခါဗကံခီးတဲ့သည်သူရှာပုံတော်ဖွင့်နေသောဖရာကိုတွေ့သွားသည် နောက်ခံသမိုင်းရှိသောဇီဒီပထိုးများကိုပကံခရီးတဲ့သည်ပို၍စိတ်ဝင်စားသည် ထို့ကြောင့်ဝေလူဝဒီမိဖရာနောက်ခံကရှိနေသောဖရာကို အရှာထွက်လာခြင်းဖြစ်သည်ယခုဝေလူဝဒီမိဖရာကောင်းမှုတော်ဟု ပြောကြသောဖရာကို တွေ့ရပြီးသို့သောဝေလူဝဒီဤဖရာသည်နရပတိစီသူမင်းကြီးကိုးကွယ်တည်ထားသော စူလာမဏိကူဖရာကြီးများလောက်ကြီးကျယ်ဖို့ဝေးစွာပတ်ဝန်းကျင်ရှိသ တကြမှုနိဖယားနှင့်ကုန်းတော်ကြီးဖယားတို့လောက်ပင်မကြီးကျယ်မထင်ရှားပေတခုတော့ရှိသည် ဝေလူဝတီမိဖယားကိုဂယုဏထားသောကြောင့်လားဒုမဟောတနိုင်တပိုင်းလောက်ကြသောကြောင့်လားမသိရှ िख ေလူများပြုပြင်ပြီးထုံးတုတ်ထားသည်ဖြင့်ဇီဒီတော်မှာ ထုံးဖွေးဖွေးနှင့် ရှိနေသည်ဝိလူဝတီဤမိဖယားဤကောင်းမှုတော်ကိုရွှေတပိတ်ဖယားဟုခေါ်ကြသည် ပကံခရီးတဲ့သည့်အမှုပညာလက်ရာများကိုသုံးမိထားသောအခြားဘုဖရာတက်စုသို့ရောက်သွားပြန်သည်ထိုဖရာကတကြမှုနှင့်ဘုဖရာ၏အရှိတောင်ဖက်၌ရှိသောကုန်းတော်ကြီးဘုဖရာဖြစ်သည်ကုန်းမြင့်ပေါ်၌တည်ရှိနေသောကြောင့်ကုန်းတော်ကြီးဖရာဟုခေါ်ကြဟန်တူသည်ဖရားအမြင်လောက်ပင်အမြင်ရှိသောဖရားနာကပ်ပေါက်နေသည့်ထနောင်းပင်ကြီးတစ်ပင်မှ စိမ့်လန်းဝေဖြာနေသောအကိုင်းကြီးတစ်ကိုင်းသည့် ဖယားဘက်ငိုက်ဆိုင်ကြနေသည်ကုန်းတော်ကြီးဖရာသည်တိုက်ခန့်ကလားချောင်းပေါ်တွင်ဇီဒီပောက်ထားသောဖရာဖြစ်သည်တို့ရာတွင် ကုန်းတော်ကြီးကူဖရာပေါ်ကဇီဒီမှာတကြမှုနိဖရာဤပစ္စယအထက်က ဟိန္ဒူဖရာကြောင့်အထုဆန်ဆန်ကုန်းတော်ကွမ်းတော်နှင့်ဇီဒီကဲ့သို့မဟုတ်ပဲရိုးရိုးဇီဒီပထိုးပုံတံတန်းသာဖြစ်သည် ကူအဒရင်းနယံများ၌ပကံခိအနုပညာလက်ရာများ အတော်အတန်ကျန်ရှိနေသေးသည်ဖယားဗုဒ္ဓဝင်နေ950ဇက်ကွက်ဇလံများကို၎င်း မြစ်မူတောင်နေတီတာခွန်တန်ကို၎င်း ပုံဖော်ထားသည် ပကြီစင်းရေးပုံများကိုကပီးစာနှင်းတကွတွေ့ရသည် ပကံခရီးတဲ့သည်ကုံတော်ကြီးဖရာတီရှိရာကုံမြင့်ပေါ်မှာမြောက်ဖက်လမ်းညော့ကြီးလိုက်လေသည် အောက်ဖက်မျက်စိတဆုံးမြင်ရသောတစ်ပင်များဟိုတစားဒီတစားအပေါက်နေသည်ညညို့မိုင်းမိုင်းတာယာကြည်နူးပွဲရှုခင်ကြတဲ့၌သူမကြမီကမှပူလာခဲ့သောတကြမူနီနှင့်ရွှေတပိတ်ဖျားကို၎င်းအခြားတောင်တနီကအဆောက်အုံများကို၎င်းနှမ်းမြင်နေရသည် ထုံဖွေးဖွေးနှင့်ရွှေတပိတ်ဖျားသည်ယခုအခါတွင်ပကံဖျားများထဲကတာမန်ဖျားတဆူများသာ ဖြစ်တော်လဲဖျားဓာယိကာမှဝင်လူဝတီဤ ဇလံကမူစံလေစံသည်အကွေအကောက်လည်းများလာသည်ပကံခရီးတဲ့သည် ကုံတော်ကြီးဖယားမပြပြလောက်တာမြင်ရတော့ရွှေတပိတ်ဖယားကိုလမ်းမျောကြည့်ရင်ဖယားဒါဤကမှာဝေလူဝဒီမိဖယားဤဇက်ချောင်းကို ပြန်ပြောင်းစဉ်းစားနေမိလေသည်ကြောက်ခုဥမေပကံတော်ဝါရှိဥမေအမိတက်ထားသည့်ဂူကြောင့်ဂူဖယားများထဲတွင် အကြီးကျယ်ဆုံး ကျင်းရှားဆုံးဥမင်ဖရာဖြစ်သည်ဥမင်အမိတက်ထားသောအခြားခုကြောင့်ခုဖရာများကငပြစ်တောင်ရှိတမိဝတ်ဥမင်နှင့်မြာတဥမင်အပြင်ကျန်စစ်သားဥမင်တို့ဖြစ်ကြသည်ကျန်စစ်သားဥမင်မှာမူရွှေစည်းခုံစီတီတော်ကြီးဤတောင်ဘက် အုံဆောင်တန်းထိပ်ရှိဟောင်းအဝင်းလန်းဤမြောက်ဖက်၌တည်ရှိသည် အကန့်ခရီးတဲ့သည် ကြောက်ကူဥမင်ရှိရာသို့လာခဲ့သည်ညာဦးမျိုးဤအရှိမြအေယာဝရီမြစ်ကံပါရှိနေရာတနေရာဖြစ်သည်ဧရာဝတီမြစ်ထဲချောင်းများမြောင်းများစီးဆင်းသဖြင့်ထိုနေရာတဝိုင်း၌ဟိုနေရာကြည်လဲချောင်းများအနှိမ်ပိုင်းများဒီနေရာကြည်လဲကဘာဆောက်များအနှံ့အပြားရှိနေကြသည်ကိုတွေ့ရသည် ကန်းချီနှင့်ဥမင်ကြားကကုန်တန်းကလေးပြီး၌အရိတ်ကောင်းသောထဏောင်းတော်ကလေးရှိသည်ပကြံချည်ဤတဲ့သည်ထိုထဏောင်းတော်ကလေးကိုဖြတ်လာရာတနေရာမှာตาရချူအေးသောဂျိုးကူတန်ကလေးကိုကြည်နူးဖွယ်ကြားနေရသည်မကြမီမှာပင်ပကံခရီးတဲ့သည်နှဆိုင်သောဂျိုင်းဝမ်အတွင်တဲကြောင့်များကိုပူထွင်းလျက်အုံမင်းကြောင့်ရောဆက်ဆောက်လုပ်ထားသောကြောက်ကူဥမင်းတို့ရောက်လာသည် ပကံတဝိုင်း၌ကြောက်ဖြင့်ဆောက်လုပ်ထားသောအဆောက်အုံသုံးခုအနက်ကြောက်ခုဥမင်သည်တစ်ခုအပါအဝင်ဖြစ်သည် အခြားအဆောက်အုံနှစ်ခုကယခုမရှိတော့ပြီဖြစ်သောမြကန်အနီးရှိစက်ကူတိုင်းနှင့်ယခုထင်ရှားရှိနေသေးသောနန်းဖရာတို့ဖြစ်ကြသည် ထိုကြောင့်ပကံတဝိုင်းရှိကူဖယားများဇေဒီပထိုးများအနက်ကြောက်ကူဥမင်သည်အထင်ရှားအတော်ကြားဆုံးကူဖယားတဲ့ရင်တဆူအပါအဝင်ဖြစ်နေသည် ကြောက်ခုဥမင်တွင်အဆင့်၃ဆင့်ရှိသည်မင်းနဲ့ရာကြောက်ဖက်တို့မုန်းလဲ့နေရဲ့ကြပြန့်သောအာယုံခံနေစင်တုတော်ကြီးတဆူမှာအဝင်ဝမုတ်ဖက်တို့မျက်နာမူလည်းရရှိသည်နောက်ဖက်အတွင်း၌ဥမင်များဖောက်ထားသည်အဆောက်အုံကြီး၏အရှိပိုင်းအောက်ထက်ကိုကြောက်ဖြင့်ဆောက်လုပ်ထားပြီးအပေါ်ထက်ကိုအုပ်ဖြင့်ဆောက်လုပ်ထားသည် အပေါ်ထက်အတွင်းပတ်နိုင်ငံများ၌အကွမ်းခြံပေါင်းများစွာရှိ၍ရင်းအပေါ်၌မူလကစင်းတူတော်ပေါင်းများစွာကူးကွယ်ထားကောင်းထားပေလိမ့်မည်အစောအုံကြီးအောက်ထပ်၌အတွင်းအပြင်ကြောက်များစီထားသည်အပြင်ဘက်တွင်လှပသောဘလူးပန်းဆွဲများနယံအလေပန်းတန်းများရှိသည် အဝင်းဝါဤအပြင်ဘက်ဝဲရတောင်ကျိုးများ၌လက်ရမြောက်သောဘလူးယုံမိမ္မာယုံဂိနီယာယုံကြောင်စစ်ပန်တမော့လက်ရများရှိသည် အတွင်းဘက်ရှိစင်တူတော်ကြီးနှင့်စင်တူတော်ကြီး၏မျက်နှာချက်တွင်လည်းဗုဒ္ဓရုပ်ပွားကျောက်စစ်ချက်များရှိသည်။အောက်ဘက်ရှိအင်္ဂတိများအပေါ်တွင်ကပကံခိပကြီးများကိုတွေ့ရသည်။စင်တူတော်ကြီး၏အမိုးပေါင်းကူထောက်၄၀၀ကျောက်စီတိုင်မှကြီးနှစ်တိုင်၏အောက်ခြေပက်လည်တွင်ကျောက်ပန်းများရှိသည်။ခုနှစ်ဆင့်အထက်၌ညံတော်ခုနှစ်တောင်ပမာဏရှိသောဇီရီတဆူတည်ထားသည် ပင်မအဆောက်အုံကြီးဤအတွင်းဘက်အရှိအနောက်နှင့်မြောက်နယံရှိ အချိုင်တန်းသုံးတန်းဤအချိုင်ပေါင်း၄၉ချိုင်အတွင်း၌ကျောင်းစင်းတုများနှင့်ဗုဒ္ဓဝင်ရုပ်ထုများရှိသည် ဂျင်းယုတ်တုမြာအလံခမဲတော်သုတ်တော်ဒနာမင်းကြီးလဲထုံမင်္ဂလာပြုစဉ်ဖရာအလောင်းတိတ်တထမင်းသာဇပူးတပြေပင်ရိတ်တွင်ဘာဝနာပွားနေပုံကြောက်စီယုတ်ထုမုစလင်တာတစ်တာဟဆန်နေပုံယုတ်ထုဒုက္ခရာစရိယာကျင့်စဉ်နတ်တို့ကဖရာအလောင်းအားနှစ်ရွက်မှာနတ်ဩစာအတွင်းနေပုံယုတ်ထုများမှာပကအချာပကံဖရာများ၌တွေ့ရခဲ့သောပုံများဖြစ်သည် အမျိုးသားပြတိုက်တွင်ထားသောဖျားအလောင်းဖွားတော်မူကံကြောက်စီယုတ်ထုမှာကြောက်ခုဥမင်အတွင်းမှရသောယုတ်ထုဖြစ်သည်ဟုဆိုသည်ဇင်းတုတော်ကြီးဤဝဲရ၌နောက်ဖက်ဥမင်အတွင်းဝင်ရန်အပေါက်များရှိသည် အရှိဘတ်အပေါက်လမ်းမှာအနောက်ဖက်သို့ချိုး၍အနောက်ဖက်အပေါက်မှလာသောလမ်းနှင့်ဆက်သွားသည် အတွင်းဘက်တွင် ဝင်းကပါတပ်ဖွဲ့တောင်ကျိုးများအဖောက်ထားသည်ဝင်းချင်းဝင်းကပါလန်း၌ကမထန်းအာထုတ်ရန်ဂူငယ်ကလေးများထွင်ထားသည်ပကံခရီးတဲ့သည်ကြောက်ခုဥမင်ကိုအတွင်းအပြင်လိလာကြည့်ရှုရင်ကြောက်ခုဥမင်ဤနောက်ခံသမိုင်းကြောင့်အဖြစ်ထင်မှန်းယူဆနေကြသောဇလန်တပုတ်ကိုတတိယလာသည်ပကံပြည်တွင်ဘယင်နာရပတိစီသူဆို ထင်းငန်းဆန်စင်အချိန်ကာလကဖြစ်သည်စပတဖရာကိုတီတော့စပတကိုတီဟုတီရီလင်္ကာတို့ခေါ်ဆောင်သွားတော့ငပစ်တောင်ဂိုင်းကြီးဦးကိုင်းကြီးဤဦးစီးနိုင်ကဖြစ်သူ အရှင်ဩဒရာဇီဝဤတပည့်တဦးဖြစ်သော အရှင်ပဏိတမထေတိကြောက်ကူဥမေနေရ၌ចောင်းတင်ခန်းဆောက်၍တည်င်းသုံးနေသည်ထိုမထေတိ ီလသမာဓိနှင့်ပြည့်စုံသည့်ဖြစ်၍ဘယင်းနှင့်တကွာတိုင်းသူပြည်သားများက အလွန်တရာလေးစားကြည်ညိုကြသည်မထင်မရှားမိမတအူသည်အရှင်ပန္တိတသတင်းသုံးနေသည်ចောင်းတင်ခန်းနှင့်မနီမဝေအေယဝရီနှင့်ကံပါ၌နေရထိုင်ခင်းပြုလုပ်လျက်သတင်းသီလစောက်တည်နေဟန်နှင့် နေရအတန်ကြာနေထိုင်သည် တနေ့တနိုင်ထိုမိမသည်တစုံတဦးကစိတ်ခိုင်းသည့်အတွက်ကြောင့်လားသို့မဟုတ်မိမိကိုယ်တိုင်အရှင်ပန္တိတ္တဤတီလာကိုညံ့နွမ်းအောင်ပြုလုပ်လိုသည့်အတွက်ကြောင့်လားတစုံတခုသောအကြောင်းကြောင့်ဖုံးတော်ကြီးအရှင်ပန္တိတ္တသည်မိမိနှင့်ဖောက်ပြပါသည်ဟု၍ရက်ရွာလည်၍တပုတ်လေလွင့်ပြောဆိုသည် ထိုမိမရိုးစုတီကို ကြားရတော့တကာတကာမများသည်ထိုအကြောင်းကိုဘုံတော်ကြီးထံတွားရောက်လျှောက်ထားကြသည်ဤတွင်ဘုံတော်ကြီးအရှင်ပန္တိတသည် ထိုပြတနာကိုရှင်းရန်ဘယင်မင်းကြီးနှင့်တကွာပြည်သူပြည်သားတကာတကာမများသူထံလာကြရန်ချင်းဆိုလိုက်လေသည် ဘုံတော်ကြီးချင်းဆိုသည့်နေရ၌ဘယင်မင်းကြီးနှင့်ဤသူပိသားများသည်ဘုံတော်ကြီးထံရောက်ရှိလာကြသည်ဘုံတော်ကြီးအရှင်ပဏိတသည် သူထံရောက်ရှိလာကြသောဘယင်မင်းကြီးနှင့်ဤသူပိသားတက္ကတက္ကမများအားမိသူများမပြောမဆိုဘဲအေယာဝရီမြစ်ကမ်းပါသို့ခေါ်သွားသည် ထိုအချိန်၌မြစ်စိတ်တွင်လူတယောက်ဓမ္မသွေးနေသည်ကိုတွေ့ရသည် ဘုန်းတော်ကြီးသည်ဓာသွေးနေသူထံမှဓမ္မနှင့်ဓာသွေးเจ้าကို တောင်းယူလိုက်သည်ပရင်မင်းကြီးနှင့်ပြည်သူပြည်သားတကတကမများကမူဘုန်းတော်ကြီး၏လှူရှာမှုကိုငေးဆိုင်ကြည့်ရှုနေကြသည်ဘုန်းတော်ကြီးသည်ဓမ္မနှင့်ဓာတ်ွေကြောင့်ကိုကင်ပြီးလင်ဤသို့အတိတ်ထံပြုလိုက်လေသည်ငါသည်မှန်သောတစ္ဆာစကားကိုဆိုအပ်ဤမာတုကာမဆွဆွဲပြောဆိုသည့်အတိုင်းငါသည်ယဟန်ကျို့ ဖောက်ပြက်လျက်ဤမာတုကာမနှင့်မာယွင်မိသည်ရှိသောဤဓာသွေးကြောင့်နှင့်ဓမ္မသည်မြစ်ထဲပစ်ချလိုက်ပါကရေထဲဆုံးဆုံးမြုပ်သွားပါစေသာအကယ်၍ဤမာတုကာမဆွဆွဲပြောဆိုသည့်အတိုင်းမဟုတ်ပဲငါဤတီလာသည်ဖောက်ပြားပျက်စီးခြင်းမရှိပဲတကတိအတိုင်းခိုင်မြဲစွာတည်တတ်နေသည်ဖြစ်ပါမူကရေထဲပစ်ချလိုက်သောဤဓာသွေးကြောင့်နှင့်ဓာသည်မြစ်ထဲတွင်ရေတတဝါကဲ့သို့ပူးတွားပါစေသား ဂျင်းတို့တစ္ဆာဒိဋ္ဌံပြုပြီးလင်ဘုံတော်ကြီးသည်သူ့လက်ထဲကဓာတွေ့ကြောင့်နှင့်ဓမ္မကိုရည်တဲပြချလိုက်သည် ထို့အခါဓာတွေ့ကြောင့်သည်ရေတတ်တော်ဝတခေါင်ကဲ့သို့မြင့်ညာသို့ဆန့်တက်ကူသွားသည်ဓမ္မလည်းဓာတွေ့ကြောင့်နောက်မှ လိုက်ပါကူသွားသည်ဓမ္မ ဤတွင်ဘယင်မင်းကြီးနှင့်တကွသောပွဲကြီးပိဋ္ဌတ်သည်ရှင်သက်ရှုမောအထူးဖြင့်အံ့ဩသွားကြပြီးလင်ဘုံတော်ကြီးအပေါ်တန်တရာဖြစ်မိသည့်အတွက်နောင်တကြီးစွာရသွားကြသည်ဘုံတော်ကြီးကိုလည်းယခင်ကထက်စားထက်တဘိုးတို၍ကြီးညိုလေးစားသွားကြသည် ရှင်အဖြစ်အပျက်ဥထန်းတွင်စီရန်ရည်ရွယ်လျက်နရပတိစီတူမင်းကြီးသည်ကြာကူဦးမင်းကိုအိုးခွေတီထားခြင်းဖြစ်သည်ဒါပေကြောင့်ရေကူးသည့်ကိုအစွဲပြု၍၎င်းကြောက်အုံများဖြင့်တိဆောက်ထားသောကြောင့်၎င်းကြောက်ကူဦးမင်းသို့မဟုတ်ကြောက်ကူဦးမင်းဟု တွင်နေခြင်းဖြစ်သည်ဓမ္မပါသွားသည့်ကို အကြောင်းပြု၍ဓမ္မပါဖျားဟု အမိတွင်သောဖျားတဆုလဲထိုအနီးအနား၌ရှိခဲ့ဘူးသည်ဟုဆိုသည်တောက်ခုဥမင်သည်ရင်းဆက်လဲနှင့်မိမြဆက်ဆက်မှုရှိသည်ဆိုတာ ဆိုသည်ကိုအတိအကျမပြောနိုင်တော့လဲရင်းဆက်လန်သည်ယဟန်တပါဤသီလစင်ကြယ်မှုကိုမကြောက်တင်ရနိုင်မှုထိမိသောဇလန်တပုတ်ဖြစ်နေသည် ထို့ကြောင့်ပင်အင်ဝါခေတာလုံမင်းတရားကြီးလက်ထက်တွင်လည်းအလားတူဇလန်တပုတ်ပေါ်လာခဲ့ပူသည် နှစ်ပေါင်း450လောက်ကျော်လွန်လာသောအခါတကြိမ်ဓမ္မရေကူးရပြန်သည်ထိုအကြိမ်ဓမ္မရေကူးရ ရေကူးရခြင်းမှမူထိုခေတ်ကတီလာသမာဓိကြီးမသောတောင်ဖီလာဆရာတော်နှင့် ပတ်သက်သည့်တောင်ဖီလာဆရာတော်၏တီလာကိုမူတာလုံမင်းတရားကြီးကိုတိုင်မှတ်ကြောက်တင်ကြည့်ခြင်းဖြစ်သည့်ဘယင်မင်းကြီးသည်ယောက်ျားတယောက်ကိုဆွဲဆောင်နိုင်သောမူယာမာယာကျဲသည့်နန်းတွင်သူတယောက်အားနီးပေးလမ်းပြပြုပြီးလင်တောင်ဖီလာဆရာတော်၏တီလာအကဲဆန်းရန်ညင်အချင်းဆရာတော်၏ကြောင်းတို့စီလွတ်လိုက်သည် လမ်းတွင်သူသည်ခရီးသွားဟန်ဆောင်ပြီးလင်ညင်အချင်းဆရာတော်ဤကျောင်းသို့ဝင်လျက်ဆရာတော်ဤကျောင်း၌တညင့်တဲခုလိုသည့်အကြောင်းခွင့်တောင်းသည်ဆရာတော်ကကျောင်းအောင်၌အိယံခွင့်ပြုသည်နန်းတွင်သူကကျောင်းအောင်၌တယောက်တည်းမအိပ်ဝင့်သည်ဖြင့်ကျောင်းအပေါ်ထက်တွင်အိပ်ခွင့်ပြုရန်လျှောက်ထားပြန်သောအခါဆရာတော်ကနန်းတွင်သူအားကျောင်းအပေါ်ထက်ကျမ်းပြင်တွင်အိပ်ခွင့်ပြုလိုက်သည် ဤတွင်နန်းတွင်သူကတဆင့်တက်ပြန်သည်အတွင်းဘက်ဝင်အိတ်ခွင့်ပြုပါမိအကြောင်းရှောက်ထားနေပြန်၍ဆရာတော်ကလည်းနန်းတွင်သူအပေါ်ဂယုနာထားသည်ဖြင့်အိတ်ခွင့်ပြုလိုက်ပြန်သည်တို့ရာတွင်ယဟန်တို့မည်သည်မာတုကာမနှင့်တမိုးတယံထဲမအိရသည်ဖြင့်ဆရာတော်သည်အိတ်ဆက်ခြင်းမပြုတော့ဘဲထိုင်ရက်သာနှင့်တရားနှလုံးသွင်းနေလေသည် နန်းတွင်းသူသည်အတန်ကြာအိဟံပြုပြီးလင်မိမမာယာတဲကိုဖျားဖြင့်ဆရာတော်အားမိမိအလိုတို့ပါအောင်ဖျားယောင်းသွေးဆောင်သည်ထိုအခါဆရာတော်သည်နန်းတွင်းသူမိမအားအယုံမပြုတော့ဘဲအနည်းရှိဓမ္မဖြင့်မိမိ၏ခြေတလုံးကြွက်သားကိုလှိလျက် ထိုတန်ရာကြောင့်ဖြစ်ပေါ်လာသော ဝေဒနာကိုရှုရင်တရားနှလုံးသွင်းနေလေသည် နန်းတွင်သူသည်ဆရာတော်ဤကြောက်တိုင်ကြောက်သားကဲ့သို့ရွေလျားခြင်းမရှိသောတိလသမာတိကိုတည်မြင်သွားသည်ဖြစ်၍မိုးတောင်ချိန်၌ဆရာတော်အားဝိချလျက်ထွက်ခွာသွားလေသည်ထိုနေ့တွင်တောင်ပိလာဆရာတော်သည်ယမန်နီးညကခရီးသွားမိမတယောက်နှင့်မှိုင်းဝင်းသည်ဟုအင်းဝါတစ်မြို့လုံးဟိုးဟိုးကြော်သွားသည် ို့အကြောင်းကိုတောင်လုံးမင်းတရားကြီးကြားသိသောအခါမူမပိသက်အပေါင်းနှင့်အတူတကွာတောင်ပီလာတော်သို့သွားပြီးလင်ဆရာတော်အားခရီးသည်မိမတဦးနှင့်ဆရာတော်ဖောက်ပြားသည်ဟုလူအများပြောဆိုနေကြပါ၏။ဟုတ်မှန်သည်ဟုတ်မှန်နေလဲဟုတ်မှန်ကြောင်းဝင့်ခံတော်မူပါမဟုတ်မှန်နေလဲအများယုံကြည်လောက်သည့်တသက်တာတကပြတော်မူပါဟုဖြောက်ထားလေသည် တခါတော့ဘရင်မင်းကြီးရမန်နီးညကခရီးသွားဧည့်သည်မိမတယောက်ကျောက်ကျောင်း၌တဲခုသွားသည်မှမှန်၏သို့တော့ထိုမိမနှင့်မှားယွင်းဖို့ဝေစွာထိုမိမအားတမတ်နှစ်သက်ချင်းပင်ငါ၌ဖြစ်ပေါ်မလာခဲ့သို့တော်လည်းဤတောရကျောင်း၌ထိုညကငါနှင့်ထိုမာတုကာမနှစ်ယောက်ထဲသာရှိ၍တသက်တေတာတကားကိုမူမပြနိုင်မီဤဓမ္မတလက်ကိုမူငါအနည်း၌ရှိ၏ဤဓမ္မကိုပင်တသက်တေထူရတော်မူ ရှင်သူအမိန်ရှိလည်းရဆရာတော်သည်ဓမ္မကိုကြင်ပြီးလေရေကန်တကန်တို့ကြွလေသည်မင်းတရားကြီးနှင့်မူမပိဋကကဆရာတော်ဤနောက်ကလိုက်ပါသွားကြသည်ရေကန်ရောက်တော့အခါဆရာတော်သည်ငါသည်ခရီးသွားမာတုကာမနှင့်မမဝိမမိုင်းဝင်းချောင်းမှန်ပါကဤဓမ္မသည်ရေကန်ကိုဖျက်ကူးသွားစေသာဟူ၍အတိတ်ထံပြီးလင်ဓမ္မကိုရေဆက်ပစ်ချလိုက်လေသည် ထို့အခါဓမ္မသည် ရေကန်ထဲတွင်ငါးခုတက်ကဲ့သို့တစ်ဖက်ကမ်းမှတခြားတစ်ဖက်ကမ်းသို့ဖြတ်ကူးသွားသည်ယင်းအံ့ဖွယ်တရေကိုမြင်တွေ့ရသောအခါတာလွန်မင်းတရားကြီးနှင့်မူမတ်ဘူချီတို့သည်ယင်းတရှုမောအံ့ဩသွားကြပြီးလျှင်ဆရာတော်အပေါ်၌ရှိနေသောယုံမားတန်တရာလုံးဝကင်းရှင်းသွားကြသည်ထိုအချိန်မှစ၍တောင်းဖီလာဆရာတော်သည်ဓမ္မကူးဆရာတော်ဟု၍အမိတွင်နေလေသည် ပကံဆရာတော်အရှင်ပတိတာနှင့်အင်းဝတောင်ဖီလာဆရာတော်အရှင်မုဏိန္ဒာတို့ဤတီလာကိုမတ်ကြောက်တင်ရ၌ဓမ္မရေကူးပုံချင်းတူညီနေသည်အရှင်ပတိတာနှင့် မာတုကာမဤဇလံကိုအခြေခံလျက်ကြောက်ခုဥမင်ကိုဘယေနရပတိစီသူ တီတီဟုဆိုကြတော်လဲ မိုင်းတုတေတီများကမူဥမင်လက်ရနှင့်ကြောင်စင်းတူလက်ရများကိုထောက်၍ကြောက်ခုဥမင်အဆောက်အအုံသည်နရပတိစီတူမင်းကြီးလက်ထက်မတိုင်ခင်ကျန်စစ်သားလက်ထက် နှစ်ပေါင်း၁၀၀လောက်စော၍ရှိခဲ့သည့်အဆောက်အအုံဖြစ်လိမ့်မည်ဟုခန့်မှန်းကြသည် ို့သောចောင်းគុឧបេណៃខិអសិនអសិនទូររទូញ៉ាញ៉ានីថៃតទិនទុងខែចောင်းមកមូទីតាទិនឆាទីចောင်းគុឧបេណៃត្រីយាသောចောက်សាណៃតង្កេរេ950តាតនា9000ទីសេងទងាស៊ីទូមិនជីណដ្ឋមិញយាသောតមេនឋានបាពុជាអលុតមុទី စသည်ဖြင့်တက္ကရ950တွင်စီတူမင်းကြီးသည်နထမင်းရသောသခင်ထံပါကွင်းစာဓပ္ပထံပါဓမ္မပါလကွင်းပေဤဖျားကိုကျွန်စသည်များလှူဒန်းကြောင်းနှင့်ဥစ္စနာလက်ထက်တွင်လည်းဆက်လက်လှူဒန်းကြောင်းပါရှိလေသည်ဓမ္မပါလာဟုသောအမိကိုထံပါထံပါဟု အတူကောက်ခေါ်ရမှဓမ္မပါဟုသောဇလန်နှင့်ဆက်ဆက်သွားခြင်း ဖြစ်ဟန်တူသည်ဟုလည်းဆိုကြသည်ရှင်ကျောင်းစာပါစကားအရာနရပတိစီသူမင်းကြီးလက်ထက်၌ကျောင်းခုဥမင်တွင်တခင်ထံပါ အရှင်ဓမ္မပါလမထေတည်င်းသုံးခဲ့ကြောင်းသိရှိရသည်ကျောင်းခုဥမင်တည်ရှိရနေရသည်တပတ် ဘောဘာဝနာတရားပွားများတည်ဆောက်ရန်တင့်လျော်လျောက်ပတ်သောတိတ်ဆိတ်ငြိမ်ချမ်းသည့်တရားရင်ငြိမ်ဌာနဖြစ်သည်ဖြင့်ဗကံခိမဆ၍သခင်ထံပါစာသောအရညဝါတိတောမီမထေကြီးများတည်င်းသော သုံးလာခဲ့ကြသည်သခင်ထံပါနောက်အရှင်အရိယဓမ္မစာသောမထေကြီးများလည်းဤကြောက်ခုဥမင်ကိုပင်တရားဘာဝနာ စီးဖြန့်အားထုတ်ရာနေရာအဖြစ်သတ်မှတ်ရွေးချယ်ခဲ့ကြသည်ယခုလည်းတရားနှင့်မွေသူများအတွက်နာအိပါအေးစတဲ့ချဖို့ကောင်းသောတရားရိပ်တာတစ်ခုပင်ဖြစ်နေသည် တခန်ခရီးတဲ့သည်စိတ်နှလုံးငြိမ်းချမှုကိုပြီးတော့ထိုเจ้าကူဥမင်းပတ်ဝန်းကျင်မှာမခွဲခြင်းခွဲခြင်းနှင့်ခွဲခွာလာခဲ့လေသည်။နာဆင်အပိခဲကြသူအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်လည်းပကံဖရားပထိုးစီတီများအကြောင်းကိုဖတ်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်နော်။ channel လေးကိုလည်း like and subscribe လေးများပြုလုပ်ပေးကြပါအောင်နော်။ along baken jama ja